ရခိုင်ပြည်ဘက်ကစီရီတည်င်းနဲ့စပါမယ်။ရခိုင်ပြည်ကဒီအာရခတက်တော် AA ကထိန်းချုပ်ထားတဲ့ပုံနှကျုံမြို့ကိုစစ်ကော်မရှင်တပ်ကအောက်တိုဘာလ31ရက်နေ့ဒီနေ့မှာလဲဒီမွန်တဲ့ချိန်ပေါ့လေနေ့လယ်ပိုင်းမှာလေချောင်းကနေထပ်ပြီးတော့ပုံကျဲတက်ခိုက်ခဲ့ပါတယ်။ဒါဟာပုံနှကျုံမြို့ကိုစစ်ကော်မရှင်တပ်ကနေ့ရက်ဆက်တိုက်လေချောင်းကနေထိုးစစ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပုံနှကျုံမြို့နယ်တဲကပန်းနီလာရွာကိုပုံကျဲခဲ့တာပါ။အခုလိုမျိုးတိုက်ခိုက်မှုကြောင့်အရက်သား၄ယောက်သေဆုံးပြီး 10ရောက်ထပ်မနေဒဏ်ရာရခဲ့တယ်လို့ဆိုပါရယ်မနေ့ကဆိုလို့ရှိရင်လည်းဒီအော်တိုဘာလ30ရက်နေ့မနေ့ကပေါ့လေအဲ့ဒီတရက်ထဲမှာပဲရှစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပုံနှကျွန်းရသိတောင်နဲ့ကြောက်ဖြူမြို့နယ်တွေကအရက်သားပြည်သူ6ရောက်တိတ်ဆုံးခဲ့ပြီးတော့12ရောက်ထပ်မနေဒဏ်ရာရခဲ့ပါတယ် အဲ့ဒီမှာအစိုးရဆုံးဖြစ်စဉ်ကတော့ကြောက်ဖြူမြို့နယ်ဒီဇင်းချောင်းကုန်းမွေရွာပေါ့လေအဖြစ်ပြီးတော့ Jet Fighter နဲ့ဘုံကျဲမှုကြောင့်အမျိုးသမီး၂ယောက်အပါအဝင်အရက်သား၅ယောက်တေဆုံးသွားခဲ့ပါတယ်။ ရသေးတောင်မြို့နယ်တဲကအောက်စည်းကုန်းရွာမှာဆိုရင်လေဒီ drone နဲ့တိုက်ခိုက်မှုကြောင့်အမျိုးသားတယောက်သေဆုံးသွားခဲ့ပါတယ်။အာစစ်တပ်ဟာတိုက်ပွဲမရှိပဲဒီအရက်သားတွေနေတဲ့နေရာတွေကိုပိတ်မထားပြီးတော့နေစဉ်ရက်ဆက်တိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေဟာစိုးရိမ်ထိတ်လန့်နေကြတယ်လို့စစ်ရေးလေလာသုံးသက်သူတွေကသုံးသက်ထားပါတယ်။အေအေရဲ့ထုတ်ပြန်ချက်တွေအရဆိုရင်တိုက်ပွဲကာလထဲမှာဒီအရက်သားသေဆုံးတဲ့သူကအယောက်960ရှိသွားပြီဖြစ်ပါတယ်။ ရခိုင်ကနေစဉ်ရက်ဆက်အာလေချောင်းပုံကျဲခံရတဲ့အကြောင်းပြီးတဲ့နောက်မှာတော့ TNL ရဲ့ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုပြောပြပါမယ်။ဒါအမျိုးသားလူမျိုးရေးတက်မလို့ TNL နဲ့စစ်ကော်မရှင်တပ်တို့အကြားအပြစ်ခတ်ရစဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တာဟာခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ TNL ကပြောပါတယ်။ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရီဦးရဲ့ပြောပြချက်အရာဒီအပြစ်ခတ်ရစဲရတဲ့အဓိကအကြောင်းရင်းကတော့စစ်ကော်မရှင်တပ်ရဲ့နေစဉ် င်ရက်ဆက်လေကြောင်းကနေတိုက်ခိုက်မှုတွေကြောင့်အရက်သားထိခိုက်ဒေဆုံးမှုတွေမြင့်တက်လာတာပဲဖြစ်ပါတယ်မတော်လည်းခက်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 နဲ့ရွေးချယ်ဆုံးဖြတ်ရတာဖြစ်တယ်။အတေကတော့လူထုတွေရဲ့ဘေကင်းလုံချုံမှုနဲ့လူထုတွေရဲ့ဒီထိခိုက်နေတာမှုတွေရောနေတော့အောင်တစ်ဖက်မှာလည်းဒီစီးရီးဖြစ်အားတွေအခြားတော့ဖြစ်အားတွေကိုကျွန်မတို့ ဒီမျိုးဖြစ်အားနေကြကလူထုကပို့ပြီးတော့မှနစ်နာလာတော့မျိုးတွေရှိလာတယ်ဆိုတော့ကတော့ဒီလူမျိုးဖြစ်အားဘက်ဘက်ကနေရောဒီလူထုတွေအနစ်နာဆုံးရှုံးမှုတွေနဲတော့အောင်ဆိုပြီးတော့မှဒီရွေးဒီခက်ခဲတဲ့ရွေးချယ်မှုကိုရွေးချယ်ဆုံးဖြတ်ရတာဖြစ်ပါတယ် အော်တိုဝါလာတဲမှာပဲ TNL ရဲ့နယ်မြေထဲမှာအရက်သား90ကျော်တိဆုံခဲ့ပြီးအယောက်80ကျော်ဒဏ်ရာရခဲ့တယ်လို့အာရခဲ့တာဖြစ်တယ်ပေါ့လေဆိုတော့ဒီတွက်ဒီပြည်သူတွေဘေးကင်းရေးအခုလိုမျိုးဆုံးဖြတ်ချက်ကိုရွေးချယ်ခဲ့ရတာလို့လွေးရည်ဦးကပြောပါတယ်သဘောတူညီချက်အရ TNL ဟာမိုးကုန်းနဲ့မိုးမိတ်မျိုးနယ်တို့ကနေအာစပြီးတော့စုခွာနေပြီးဖြစ်ပေမဲ့ဒီအာစစ်ကော်မရှင်ရဲ့နောက်ဆက်တွဲလှုပ်ရှားမှုတွေကိုတော့အနည်းကစောင့်ကြည့်သွားမယ်လို့ TNL ကအတည်ပြုပါတယ် စီရီလေးလာသုံးသက်သူတွေကတော့စစ်ကော်မရှင်ဟာ DNLA အစားတခြားလက်နက်ကင်တပ်ဖွဲ့တွေဘက်ကိုစီရီဦးလှည့်လာနိုင်တယ်လို့သုံးသက်နေကြပါတယ်။ TNL ကစုတ်ခွာသွားပေမဲ့မိုးကုတ်ရဲ့ဒီတော်လန်ရေးမီးရတော့ငြိမ်းသွားမှာမဟုတ်ပါဘူးတရုတ်ဖိအားနဲ့တအန်းတက် TNL ကမိုးကုတ်မျိုးကနေစုတ်ခွာဖို့ဆုံးဖြတ်ခဲ့ပေမဲ့ဒေသအခြေပြုအာတပ်ဖွဲ့တွေဖြစ်တဲ့မိုးကုတ်ဗျူဟာနဲ့မန်လေး PDF တို့ကတော့ဆက်လက်တော်လန်မယ်လို့ခိုင်မာစွာပဲကတိပြုခဲ့ကြပါတယ် TNL စုတ်ခွာရခြင်းဟာစစ်ကော်မရှင်ရဲ့ဒီအရက်သားတွေကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပဲဖြစ်ပါတယ်စစ်ကော်မရှင်တက် ရဲ့ရက်ဆက်မှုတွေကိုလုံးဝမကြောက်ပဲ Federal Democracy စနစ်ပေါ်ထွန်းရေးဆိုတဲ့ရည်မှန်းချက်အတိုင်းရှေ့ဆက်ပြီးတော့တက်ခြိတက်သွားမယ်လို့မိုးကုတ်ဗျူဟာနဲ့မန်လီ PDF ဖွဲ့တို့ကထုတ်ပြန်ခဲ့ပါတယ်ဒီရည်မှန်းချက်အတွက်မိုးကုတ်ဗျူဟာကတက်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်ဟောင်းတွေကို9ရက်အတွင်းပြန်လာပြီးတော့လက်တွဲဖို့ကိုလည်းအရေးပေါ်ဖိတ်ခေါ်လိုက်ပါပြီဆိုတော့ဒီဖိတ်ခေါ်မှုကိုတော့အော်တိုဘာလ31ရက်နေ့ဒီနေ့မှာပဲထုတ်ပြန်ထားတာပါတမတ်ရက်အတွင်းမှာပြန်လာတဲ့သူတွေကိုတော့တက်ည ာမှုပေးမယ်လို့ဆိုပေမဲ့ပြက်ကွက်ရင်တော့တရဝေဒီတက်ပြေးအဖြစ်ပေါ့လေကျင်ညာမယ်လို့လည်းတင်းတင်းကြပ်ကြပ်တတိပေးလိုက်ပါတယ်ဒါဟာမိုးကုတ်မြို့ကိုကာကွယ်ဖို့အတွက်မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့နောက်ပြန်မလှည့်တမ်းစစ်ကျင်ညာလိုက်တာပဲဖြစ်ပါတယ် အခုတော့စကန်းသိန်းတိုက်ပွဲသတင်းတပုံနဲ့ဆက်ပါမယ်။တနင်္သာရီတိုင်းဒဝဲခရိုင်မှာရှိတဲ့စစ်ကော်မရှင်တပ်ရဲ့မောင်းမကန်နယ်မြေရဲစခန်းကိုတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေကအအောင်မြင်မြင်ပဲသိမ်းပိုက်လိုက်ပြီလို့အထူးတိုင်းစစ်ဌာနချုပ်အောက်ကဒီတိုက်ရင်တွေနဲ့မဟာမိတ်တပ်ပူပေါင်းအဖွဲ့တွေဟာဆိုလို့ရှိရင်ဒီအော်တိုဘာလ26ရက်နေ့မနက်9:00နာရီခွဲလောက်မှာအဲ့ဒီစခန်းကိုစပြီးတော့တိုက်ခိုက်ခဲ့တာပါ။၄နာရီအတွင်းမှာပဲအပီးတပ် သိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီစခန်းသိမ်းတိုက်ပွဲထဲမှာစစ်ကော်မရှင်ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်12ယောက်သေဆုံးခဲ့ပြီးတော့ကျန်းတဲ့တပ်သားတွေကတော့စခန်းကနေထွက်ပြေးသွားကြပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ရဲဘော်တယောက်ကြာဆုံးခဲ့တယ်လို့အထူးတိုင်းစစ်ဌာနရဲ့ဒီအော်တိုဘာ30ရက်နေ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အရေးပါတဲ့ဒီတိုက်ပွဲကနေတော်လှန်ရေးတပ်ဖွဲ့တွေဟာလက်နက်မျိုးစုံ21လက်နောက်ပြီးတော့ဂျမ်မာဆက်2လုံးအပါအဝင်ခဲယမ်းတွေအများကြီးကိုလည်းသိမ်းဆည်းရရှိခဲ့ကြပါတယ်။နာမည်ကျော်မောင်မတ် ကန်အဲဒီကန်းချီမှာကန်းချီရဲ့နေမြေမှာရှိတယ်အဲ့ဒီရဲစခန်းဟာဆိုလို့ရှိရင်ဘန်ဂါရီဆက်သွေးရေးမြောင်းတွင်နဲ့အခိုင်မာတက်ဆွဲထားတဲ့စခန်းတစ်ခုဖြစ်ပြီးတော့ပူပေါင်းတပ်ဖွဲ့တွေရဲ့စီလုံးမှုနဲ့စွမ်းရည်ကို ပြနိုင်ခဲ့တဲ့စီရီအောင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။အခုတော့ကျမတို့တွေကချင်ဘက်ကနယ်စပ်ဂိတ်တွေပြန်ဖွင့်လိုက်တဲ့နောက်ပိုင်းပေါ့လေ။အဲနောက်ဆုံးအခြေအနေတွေကိုဆက်ပါမယ်။ဆိုတော့နယ်စပ်စီးပွားရေးအခြေအနေကိုဆက်ပြီးကြည့်အောင်ပါ။ဒီမြန်မာတရုတ်နယ်စပ်ဂိတ်တွေကိုအတနစ်ကြော်ကြာပိတ်ထားခဲ့ပြီးတဲ့နောက်မှာတော့ပြီးခဲ့တဲ့အောက်တိုဘာလ24ရက်နေ့မှာတရုတ်ဘက်ကနေပြန်ပြီးတော့ဖွင့်လှစ်ခဲ့ပေမဲ့ဒီစီးပွားရေးအခြေအနေကတော့အေးဆက်နေသေးပါပဲ။အာ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံပေါ့လေ။ ပုံမူကြီးနော်ဘူးရဲ့အတီးပြူချက်အရဆိုရင်ကချင်ပြည်တဲကမဝင်းကြီးလွယ်ကျဲလိုင်စာအပါဝင်တခြားနယ်စပ်ကိတ်အားလုံးကိုပြန်ဖွင့်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ကုံသွယ်ရေးကပုံမှန်ပြန်မဖြစ်သေးဘဲနဲ့ကန့်သက်ချက်တွေအများကြီးရှိနေစေဖြစ်တယ်လို့အဲ့ဒီဘက်ကဒေသခံတွေကပြောပါတယ်။တရုတ်ကစားသားကုန်နဲ့အိမ်ဆောက်ပစ္စည်းတွေကိုပဲခွင့်ပြုထားပြီးတော့ဒီ 73C နောက်ပြီးတော့ electronic ပစ္စည်းတွေကိုတော့သွင်းခွင့်မပေးဘဲကန့်သက်ထားပါတယ်။မြန်မာဘက်ကလူအဝင်အထွက်ကလည်း ည်းမရှိသလောက်နှဲပါနေစေဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဘုံမူကြီးနော်ဘူးကတော့မြေရှားတက်ထုတူဖို့ရေးကိစ္စနဲ့ပတ်သက်ပြီး KIO KIA ဘက်ကလုံးဝခွင့်ပြုထားတာမျိုးမရှိသေးဘူးလို့လည်းအခိုင်အမာညင်းဆိုထားပါတယ်။